မန္တလေးတိုင်းဒေသကြီးအတွင်းရှိလူမှုဖူလုံရေးအဖွဲ့တွင်မှတ်ပုံတင်ထားတဲ့အလုပ်ဌာနများမှငရင်ဘေးတင်အမခံအလုပ်သမားများအထွဲ့တတိယအကြိမ်အဖြစ်တဘာဝဘေးအန္တရာယ်ဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၄၀ရာခိုင်နှုန်းခွင့်ပြုထုတ်ပေးခြင်းနဲ့အမခံအလုပ်သမားများရဲ့တာသမီများအထွဲ့ပညာသင်စရိတ်ထောက်ပံ့မှုအကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားကိုမန္တလေးမြို့မြို့တော်ခမ်းမမှကျင်းပခဲ့ကြောင်းသိရပါတယ်။တည်ရင်ပြေဆောင်ကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ အာမခံအလုံသမားတွေအနေနဲ့ကျန်းမာရေးနဲ့လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်မှာအကျိုးခံစား권ဆက်နှမျိုးနဲ့အလုံတွင်းထိခိုက်မှုအကျိုးခံစား권အာမခံစနစ်မှာအကျိုးခံစား권၃မျိုးစုစုပေါင်းအကျိုးခံစား권15မျိုးကိုရရှိခံစားရမှာဖြစ်ပြီးဒီကနေ့ကျင်းပပြုလုပ်တဲ့တတိယအကြိမ်မြောက်အဖြစ်မန္တလေးတိုင်းဒေသကြီးအတွင်းမှာအကျုံးဝင်မှတ်ပုံတင်ထားတဲ့အလုံဌာနများမှာငလျင်ဘေးသင့်အာမခံအလုံသမားများအားသဘာဝဘေးအန္တရာယ်ကြရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှု ကျိုးကန်စားခွင့်40ရာခိုင်နှုန်းနဲ့အာမခံအလုံသမားများရဲ့တာသမီများအားပညာသင်စရိတ်10ရာခိုင်နှုန်းပေးရခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ် မန္တလေးငလင်ကြီးလှုပ်လိုက်တဲ့အခါမှာငလင်ဘေးဒဏ်တင်အာမခံအလုပ်သမားတွေကိုဖုန်ရေးဆိုင်ရာကျုပ်ခန်းစားခွင့်ကိုလူမှုဒုက္ခတွေကြုံတွေ့ရတဲ့အချိန်မှာထောက်ပံ့ကူညီပေးနိုင်ဖို့ကြီးရွယ်ပြီးတော့ကြတော့ဒီသဘောပါ BND ရဲ့ဆိုင်ရာ50ရာခိုင်နှုန်းကိုပေးအပ်ခြင်းဖြစ်ပါတယ်။ဒလိတိုင်းဒေသကြီးမှာဆိုရင်လူမှုဖုန်ရေးနဲ့အကျုံးဝင်နဲ့အာမခံအလုပ်သမား3,000 3,000နဲ့118ဦးအကျုံးဝင်မှတ်ပုံတင်ပါတယ်။စနစ်နဲ့ပေးတဲ့အခါမှာဆိုရင်50ရာခိုင်နှုန်းဖြည့်စုစုပေါင်း8,000 8,342ဦးအတွက်ကျပ်တန်း6,236.5 46တန်းပေါ့။6တန်းမှာနှစ် ဒီလျင်ကြော်ကြော်ကိုထုတ်ပေးခဲ့ပါတယ်ပညာသင်စေဆိုင်ရာအကျိုးခံစား권ကိုလည်းပဲအမကန်အလုတမားပေါ့နော်တပေါင်း1000နဲ့219ဦးအတွက်ကိုတသမီ1500နဲ့213ဦးအတွက်ကို998တသမား905တန်းကိုခွင့်ပြုခဲ့တာဖြစ်ပါတယ် မန္တလေးတိုင်းဒေသကြီးမှာတတိယအကြိမ်မြောက်အဖြစ်အမခန်အလုံသမား25,534ဦးအတွေ့တဘာဝဘေးရနေကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권50ရာခိုင်နှုန်းခွင့်ပြုခြင်းငွေကြေးသန်းပေါင်း220ဒသမ319နဲ့အမခန်အလုံသမားများဤတာသမီ313ဦးအတွေ့ပညာသင်ဆေးထောက်ပံ့ငွေ100ရာခိုင်နှုန်းအဖြစ်ခွင့်ပြုငွေကြေးသန်းပေါင်း7ဒသမ138သန်းကိုပေးအပ်ခဲ့တာဖြစ်တယ်လို့လဲဆိုပါတယ် တနိုင်ငံလုံးမှာဆို40ရာခိုင်နှုန်းသဘောဝ BND ရရခွင့်ပြုတွေကတော့17ဘီလီယံနီးပါးပေါ့10ရာခိုင်နှုန်း35 20 25ပေါ့အဲ့ဒါတော့3.5 3595ဘီလီယံကိုတန်ကိုထုတ်ပေးပြီးဖြစ်ပါတယ်ဒီဥပဒေရပေါ့နော်ကျမတို့ကအစိုးရအလုပ်ရှင်အလုပ်သမား3ဦးဖြစ်လေပူးပေါင်းပြီးတော့ဆောင်ရွက်ရတာဖြစ်ပါတယ်ပေါ့ဒီဥပဒေရရပိုင်권တွေကိုနင်းနာမှုမရှိအောင်ကျမတို့ဌာနအနေနဲ့အလေးထားဆောင်ရွက်ပြီးတော့ကြတော့ဌာနရဲ့ရည်မှန်းချက်တွေရှိတယ်မျှော်မှန်းချက်တွေရှိတယ်ပေါ့မျိုးသားလုံးကျုံးဝင်တဲ့လူမှုဖလိုရေးစီမံကိန်းဖြစ်စီရန်ဆိုတဲ့မျှော်မှန်းချက်ကြီးရှိပါတယ် DP ရှင်ကြီးကိုအောင်မြင်အောင်လို့ကျမတို့အနေနဲ့လည်းအဆင့်တစ်ဆိုင်ကြိုးပမ်းဆောင်ရွက်လည်းရှိကြောင်းပြောကြားလိုပါတယ် မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့တဘာဝဘေးရန်ရဲ့ကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권40ရာခိုင်နှုန်းထောက်ပံ့ခြင်းကိုတော့ online payment ဖြင့်69ဒသမ16ရာခိုင်နှုန်းထုတ်ပေးပြီဖြစ်တယ်လို့သိရှိရကအာမခံအလို့သမားများရဲ့အချိန်ပြည့်ပညာသင်ကြားနေတယ်။သားသမီးတွေအတွက်ပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့မှုအပြင်65ဒသမ36ရာခိုင်နှုန်းကိုလည်းခွင့်ပြုထုတ်ပေးပြီဖြစ်တယ်လို့သိရှိရပါတယ်ရှင်။